ပြည်သူ့ငင်းကြိုင်းနေ့အထိမ်းပဲ27ပင်လုံညီလာခံကိုကြိုဆိုခြင်းနဲ့ငင်းကြိုင်းတောက်ဆူပွဲကိုရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒေါ်တူတူအောင်ကသတင်းပေးပို့ထားပါခင်ဗျာမြန်မာနိုင်ငံကငင်းကြိုင်းနဲ့သက်ဆိုင်ရာအခက်အခဲတွေမှာအမျိုးသမီးများကိုယ်တိုင်ပူးပေါင်းပါဝင်ပံ့ပိုးပေးနိုင်မှုမျိုးသမီးတွေကိုယ်တိုင်လွတ်လပ်စွာအတူတကွပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့မတူကွဲပြားမှုတွေကလည်းညီညွတ်သောခြေလှမ်းတွေနဲ့စစ်မှန်တဲ့ငင်းကြိုင်းဖော်ဆောင်နိုင်မှုစရည်ရည်ချက်တွေနဲ့ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့မှာအခမ်းအနားတွေမြပြလွန်လာကြအောင်အခုလို23ရက်နေ့မှာကျင်းပပြုလုပ်ရတာဖြစ်တယ်လို့လည်းသိရပါတယ်။ကျမတို့ရဲ့အတိအကျရွေချက်ကတော့ဒီအဲမြန်မာနိုင်ငံမှာကငင်းချမ်းရေးဖြစ်စဉ်ရှိနေစတင်အကောင့်တွေပေါ်နေဒီတိုင်းအောင်တော်မှာပေါ့နော်။အဲတိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေဆက်ရှိနေသေးတယ်။ချိန်ထဲမှာပဲဒီငင်းချမ်းရေးဖြစ်စဉ်တွေမှာမျိုးသမီးတွေရဲ့ပေါင်မှုတွေကအများအားနည်းနေသေးတာတွေတွေ့ရတယ်။စိန်ခေါ်မှုတွေအများရှိသေးတယ်ဆိုတော့ ကျွန်မတို့အနေနဲ့ကတော့ဒီရန်ကုန်မြို့ကြီးမှာရှိတဲ့ပြည်သူလူထုတွေကိုလည်းကျွန်မတို့ဒီဒင်းအချက်လက်တွေကိုတိတ်ဆောင်ပေးခြင်းနဲ့ဒါမှပဲဒီငိမ့်ချမ်းရေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အဓိကဒီစစ်မှတ်ဖြစ်ပွားတဲ့နေရာကလူတွေနဲ့ပဲမပြီးပါဘူးအစိုးရနဲ့တိုင်းဒေသခေါင်းဆောင်တွေလည်းမပြီးပါဘူးပေါ့နော်ဒီမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုအလုံးကပူပေါင်းပေါင်းမှသာလေမြန်မာနိုင်ငံမှာစစ်မှတ်ပြီးရေရှည်တည်တဲ့ခိုင်မြဲတဲ့ငိမ့်ချမ်းရေးရမှာဖြစ်ပါလိမ့်ရှင့် ခမ်းအနားကိုစတင်မာလာ23ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်မြို့မဟာဗန္ဓုလပန်းချန်ရှိမှာကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဲအသက်တမျှအရေးကြီးတယ်ငင်းချမ်းရံဒါပေမဲ့အဲ့ဒီငင်းချမ်းရို့လိုအပ်တယ်လိုလားတယ်လိုလာကြတယ်ကျွန်တော်တို့ရှာဖွေကြတယ်နှီးမျိုးစုံနဲ့လှုပ်ကြတယ်ဒါပေမဲ့ကျွန်တော်အဖြေရတော့တခုပဲရှိတယ်ငင်းချမ်းရီးကိုဝင်တဲ့ပုံအောပြီးတော့ပဲလှုပ်လှုပ်လူအင်အားတွေစိုက်ပြီးတော့ပဲဘလောက်ထိစူးစမ်းပြီးတော့ပဲအားထုတ်လှုပ်လှုပ်စစ်မှန်တဲ့ငင်းချမ်းရီးရလာနိုင်မလွယ်ပါဘူး အဲ့ဒါလည်းပုံသက်တွေရှိတယ်ကျွန်တော်တို့စီမှာဆိုလို့ရှိရင် NCA လက်မှတ်ထိုးတာတော့လက်မှတ်ထိုးတဲ့အချိန်မှာဟိုမှာစွဲတယ်အခုဆိုလည်းပင်လုံ21ပင်လုံလောက်တဲ့အချိန်မှာဟိုမှာချကြတယ်ဆိုတော့ကျွန်တော်တခုပဲမြင်သွားပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့နှလုံးသားထဲကတယောက်နဲ့တယောက်ကိုလူသားတွေပေါ့နော်ချစ်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်ရအောင်မချစ်နိုင်ဘူးဆိုရင်ဘယ်တော့မှမရအောင် နေကြအင်းနဲ့ပြည်လဲတက်မြဲရေးလုပ်ငန်းစဉ်စတင်ဖွဲ့စည်းခဲ့တာ2002ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအဖွဲ့ဝင်ပေါင်း200ကျော်နဲ့ဖွဲ့စည်းခဲ့တာပါဒီပွဲမှာနိုင်ငံတကာနေကြအင်းနဲ့ဖြစ်ပေါ်လာပုံနဲ့ပါဝင်ပံ့ပိုးကူညီဆောင်ရွက်တဲ့အဖွဲ့အစည်းတွေမိတ်ဆက်တာတွေကြပြရွှဆိုတာတွေဖြောပြေးစီစဉ်တွေနဲ့ဘာသာပေါင်းစုံဝိပုစုတောင်းပွဲတွေကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ